မင်္ဂလာပါခင်ဗျာ anyone can go လူတိုင်းချက်နိုင်တဲ့အစီအစဉ်မှာကြိုဆိုပါရစေဒီအစီအစဉ်မှာလွယ်ကူတက်တာပြီးစားကောင်းမဲ့ဟင်းလျာတွေကိုချက်ပြမှာပါဒီတစ်ပတ်ကျွန်တော်ကတော့ဟင်းလျာတွေမှာချက်ပြုတ်ပဲနဲ့အလူပွဲတွေအတွက်ကြောက်ကြောထိုးပြမှာဖြစ်ပါတယ်အလူပွဲမှာလွယ်ကူစွာထိုးနိုင်ပြီးရသရှိတဲ့ကြောက်ကြောပါဒီတစ်ပတ်မှာပင်မဲ့နိုစိန်ကြောက်ကြောရဲ့ ကျဥ်နိုတဲ့ကြောက်ကြော်ရဲ့ကိုထုတ်ပြသွားမှာဖြစ်ပါတယ်ပရမဟူစွာပင်မဲ့နိုစိမ့်ကြောက်ကြောအရင်ထိုးပါမယ်။နှစ်လွှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကြောက်ကြောကိုနှစ်ခွန်းယူထားပါမယ်။တစ်ခွက်ကိုတော့ကြောက်ကြောတစ်ထုပ်ပါ။ကြောက်ကြောတစ်ထုပ်ကိုရေ1လီတာကျွန်တော်တို့စုပွားအောင်ကြိုးရပါမယ်။ရေ1လီတာဆိုလို့ရှိလို့ရှိရင်ရေတန့်တစ်ပူးနဲ့ညီမျှပါတယ်။ အခုဒီထဲမှာအိုးထဲမှာကျွန်တော်တို့ရေတလီတာထည့်ထားတယ်လောလောဆယ်အောက်ခံအထက်ကိုနိုစင်းကိုအရင်ကြုံမယ်ဆိုရတဲ့အတွက်တခြားနည်းငယ်ကျွန်တော်တို့ထည့်ပါမယ်တခြားအချိုကြိုက်တယ်ဆိုတော့ပို့ထည့်ပါမကြိုက်ဘူးဆိုရင်တော့အနည်းငယ်အနေတော်ဆိုရပါပြီလူစိမ့်ဆိုလို့ရှိရင်လည်းစိမ့်စိမ့်ကြိုက်တဲ့လူတွေပို့ထည့်လို့ရပါတယ်หนูเซ็งเยตะจ้าเยแท้ပြီးွားပြီး ကျွန်တော်တို့ကြောက်ကြောက်မဟုတ်ပါတခါတည်းထည့်ပြီးတော့ကြိုးပါမယ်ခင်ဗျာလူစိမ့်ရဲ့တခြားရဲ့ကြောက်ကြောက်မဟုတ်ရဲ့ရေတလီတာရဲ့ကိုရောပြီးတော့ကျွန်တော်တို့7မိနစ်ခန့်စူပွက်လောင်ထားရပါမယ် မွေနေချိန်အတွင်းမှာလည်းမခဲသွားအောင်လို့အဆက်မပြတ်ကျွန်တော်တို့မှုေပေးရပါမယ်ကြိုထားတာ7မိနစ်ကျော်လောက်ပြီဆိုလို့ရှိရင်ကြိုထားတာလည်းပွက်လောက်ပါပြီဒါဆိုရင်တော့ကျွန်တော်တို့အောက်တလှကိုလူစိမ့်တလှကိုဘန်းထဲကိုလောင်းခဲ့ပါမယ် ဒီတလာလောင်းထည့်ပြီးအေးခန့်တဲ့အချိန်မှာပဲကျွန်တော်တို့စောနာကြိုတဲ့အိုးကိုပဲဆေးပြီးတော့နောက်ထပ်တလာကြိုဖို့အတွက်ကျွန်တော်တို့အဆင်သင့်လုပ်ပါမယ်ပထမအောက်ဆုံးတလာအေးခန့်တဲ့အချိန်မှာပဲကျွန်တော်တို့စောနာကအိုးကိုတလီရေတလီတာထည့်မယ်နောက်ထပ်ပင်မဲ့ဖြော်ရင်လည်း ိုလိုတလောက်လေးအနေငယ်ထည့်ပြီးတော့ဆက်ပြီးတော့စုပွက်လောင်ကြိုပါမယ်ရေထည့်ပြီးွားလို့ရှိရင်တော့ကျွန်တော်တို့အချို့မပေါ့အောင်တခြားလည်းအနေငယ်ထည့်ပြီးပြဒီတစ်ခေါက်မှာတော့ကြောက်ကြောက်မှုတ်ကိုကျွန်တော်တို့အရင်ရောမထည့်ပါဘူးရေစုပွက်လာမှထည့်ပါမယ်ပင်မဲ့ဖြော်ရင်လည်းကြားနဲ့ရေနဲ့စုပွက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ ကြောက်ကြောက်မဟုတ်တထုတ်စာကိုထည့်ပြီးတော့ဝေပါမယ်ခင်ဗျာကြောက်ကြောက်မဟုတ်ထည့်ပြီးတဲ့အချိန်မှာအဆက်မပြတ်မှွေပြီးတော့စူပွားအောင်9မိနစ်ဒါမှမဟုတ်10မိနစ်လောက်ကျွန်တော်တို့ထားရပါမယ် ဆူလဲနာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စောနာကဘန်းထဲကိုပဲတစ်ထပ်ထပ်လောင်းထည့်ပါမယ်။လောင်းထည့်တဲ့နေရာမှာလဲငွေရဲ့ရောင်မနဲ့ဖြစ်ဖြစ်ဇောနဲ့ဖြစ်ဖြစ်တစ်ထပ်ခံပြီးတော့ပဲဖြစ်ဖြစ်ချင်းလောင်းထည့်ရပါမယ်။ဒါမှသာနှစ်ထပ်နဲ့ပုံလှလှလေးထွက်မှာ။ နောက်ထပ်ပြီးပါလို့ရှိရင်တော့ကျွန်တော်တို့ပင်မဲ့နူစိမ့်ကြောက်ကြောအေးခံထားလို့ရပါပြီ။ကြောက်ကြောကိုပူလှစေခြင်းလို့ရှိရင်တော့ကျွန်တော်တို့အသီးတွေဝယ်ပြီးတော့တိတိလေးစိတ်ပြီးတော့ဒီနောက်ဆုံးလောင်းတဲ့အလှော်မှာထပ်ပြီးတော့ထည့်လို့ရပါသေးတယ်။ ပေမဲ့နိုသိန်းကြောက်ကြောအေးခံထားတဲ့အချိန်မှာပဲကျွန်တော်တို့နောက်ထပ်ကြက်ဥနိုသိန်းကြောက်ကြောကိုထပ်ကြုံมาဖြစ်ပါတယ်။ပေမဲ့နိုသိန်းကြောက်ကြောခဲအောင်လို့ထားတဲ့အချိန်မှာပဲကျွန်တော်တို့နောက်ထပ်ကြက်ဥကြောက်ကြောကိုထိုးပါမယ်။ကြက်ဥကြောက်ကြောထိုးဖို့ကြက်ဥကြောက်ကြောကတလှတဲ့ဖြစ်တဲ့အတော့ကိုကျွန်တော်တို့ရီတလီတာခွဲထည့်ထားမယ်။ရီတလီတာခွဲကိုစူအောင်ကြိုထားမယ်။အဲ့ဒီအချိန်မှာကြောက်ကြောက်မုံနှစ်ထုပ်ကိုစားအနေငယ်ရောထားမယ်။ကြားကိုတော့20တားလောက်လိုပါတယ်။ပြီးရင်노စိန်ကတော့ ိုယ်စိတ်ကြိုက်ထည့်လို့ရပါတယ်အနှဲငယ်ထည့်လည်းရပါတယ်ပြီးတော့ကြက်ဥပါကြက်ဥကအလုံးကြည့်ရင်တော့၈လုံးဆိုရပါပြီအလုံးသေးလို့ရှိရင်တော့၁၀လုံးကိုကျွန်တော်တို့အစင်သစ် cloud ထားပါမယ်အခုဆိုရင်တော့ရေတလီတာဝဲကိုကျွန်တော်တို့စူပေါင်းထားတဲ့အချိန်မှာတကြားနဲ့အရင်ထည့်ကြိုပါမယ်တကြားက15ကျပ်သား20သားရပါတယ်အချို့မကြိုက်လို့ရှိရင်တော့ short ထည့်ပါ ေးစူအောင်တည့်ထားတဲ့အချိန်မှာပဲကျွန်တော်တို့ကြက်ဥကိုလိုသိမ်းအနေငယ်ရောပြီးတော့မှွေထားပါမယ်ဒီလဲစူလောက်ပြီဆိုလို့ရှိရင်တော့တောက်ကြောမှုတ်ကိုထည့်ပြီးတော့ကျွန်တော်တို့မှွေပါမယ် ကြောက်ကြောက်မုတ်ထည့်ပြီးလို့ဆူလို့ရှိလို့ရှိရင်တော့ကျွန်တော်တို့ကြက်ဥဟိုထည့်ပြီးတော့မှွေမှာဖြစ်တဲ့အတွက်ကိုအိုးသေးနေမဲ့ဖြစ်ဖြစ်အရမ်းမှွေလို့ရှန်ကြမှာဆိုရင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအရေကိုအနှဲငယ်ကြောက်ကြောက်ဘန်းနဲ့ကိုအရင်လောင်းထည့်ထားလို့ရပါတယ်လောင်းထည့်ပြီးအနှဲငယ်လောင်းထည့်ပြီးမှကြက်ဥကိုအားရပါးရမှွေရမှာကြက်ဥတွေအဖက်လိုက်မဖြစ်သွားဖို့အရေးကြီးပါတယ် ဆူနာလာပြီဆိုလို့ရှိရင်တော့ကြက်ဥထဲမွေဖို့အတွက်ကိုကျွန်တော်တို့ဘန်းနဲ့ကိုကြောက်ကြောကြီးအနေငယ်အရင်လောင်းထည့်ထားလိုက်ပါဘန်းနဲ့ထည့်ပြီးဘန်းနဲ့ထည့်ပြီးွားပြီဆိုရင်ကြက်ဥကိုကျွန်တော်တို့ထည့်မွေပါတော့မယ်ထည့်မွေဖို့အတွက်ကိုကျွန်တော်တို့ဇုံးခတ်ရောက်မှမသုံးပါဘူးတူနဲ့အမြန်မွေပါမယ် ကြက်ဥမှွေနဲ့ပွက်လာပြီဆိုရင်တော့ကျွန်တော်တို့စောနာဘန်းနဲ့ကိုကျွန်တော်လောင်းထည့်လို့ရပါတယ် အားလုံးထည့်ပြီးွားရင်ဆိုရင်တော့ခဲဖို့ကျွန်တော်တို့အချိန်နှဲငယ်တော့စောင့်အောင်ပါမယ်나이ဝက်လောက်အေးခံပြီးွားရည်ဆိုရင်တော့ကြောက်ကြောတွေလည်းမာစားပြူလာပါပြီနည်းနည်းလောက်လက်ကလေးနဲ့ဖြည့်ကြည့်လို့ရှိရင်တော့တည်တာပါတယ်ရင်ဦးဆုံးထိုးထားတဲ့ပင်မနိုတဲ့ကြောက်ကြောကိုအရင်ဆုံးကျွန်တော်တို့ပြီးပါမယ် အခုဆိုရင်နှုတ်စိမ့်နဲ့နှုတ်စိမ့်အစိမ့်အရသာနဲ့ပင်မဲ့အရသာတို့ပေါင်းစပ်ထားတဲ့နှုတ်စိမ့်ပင်မဲ့ကြောက်ကြောပါဒီဟာကတော့ကြက်ဥနဲ့နှုတ်စိမ့်နဲ့အစိမ့်အရသာတက်တက်ကြက်ဥနှုတ်စိမ့်ကြောက်ကြောပါခင်ဗျာ ီတစ်ပတ်မှာတော့ရင်းပွဲတွေကိုမချက်ပြပဲအလှပွဲတွေမှာပဲဖြစ်ဖြစ်မွေးနေ့ပွဲတွေမှာပဲဖြစ်ဖြစ်လှပပြီးစားကောင်းတဲ့ကြောက်ကြောတွေကိုထိုးပြသွားတာဖြစ်ပါတယ်။နောက်တစ်ပတ်တွေမှာလည်းဘလို့ရင်းလျာမျိုးတွေဘလို့အချုပ်ပွဲမျိုးတွေချက်ပြုတ်ပြတာအောင်မလဲဆိုတော့အကိုစောင့်မျှော်ကြည့်ရှုအားပေးပါအောင်လို့ဒီကနေပဲတိုက်တော့အပ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။